သာသနာတော်ကိုစကားကြီးတခုံးနဲ့အသက်သွင်းခဲ့သောဆရာတော်ဥပုပ်မြမသာသနာမှာအလွန်ထင်ရှားတဲ့ပုဂ္ဂိုလ်ကြီးတွေရှိပါတယ်။အဲဒီထဲမှာမှဆရာတော်ဥပုပ်ဆိုတဲ့နာမည်ကတော့ထူးထူးခြားခြားကိုလူတိုင်းကျွမ်းဝင်ကြတဲ့အထင်ကရဆရာတော်ကြီးဖြစ်ပါတယ်။ဆရာတော်ဥပုပ်ဟာဒီကနေ့ခေတ်ကျမတို့ဝေယွနေကြတဲ့ဓမ္မဆက်ချာပါဠိတော်ကြီးကိုပင်နေတာရပြန်ဆိုခဲ့တဲ့သူဖြစ်သလို ဘုတ်စဘုတ်လေဘုတ်ဆုံးလို့တမိုင်းတွင်ခဲ့တဲ့အထိစာပေအရာမှာအတူမရှိခဲ့တဲ့သူတပါဖြစ်ခဲ့ဘူးတဲ့အထိပညာအရာမှာကြောကြားခဲ့တာပါဒါကြောင့်ဒီကနေ့ရဲ့ရွှေဘုတ် channel video မှာဆိုရင်တော့ဂုံးမောင်တမိုင်းမှာထိန်ချန်ထားလို့မရခဲ့တဲ့ဇီယာရောဥပုတ်အချမ်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်စီအရောဥပုပ်ကိုမြန်မာတက္ကသိုလ်1149ခုနှစ်နေုံလာပြည့်ကျော်9ရက်နေ့အင်္ဂါနေ့မှာအထက်ပရုံကျေးရွာကဥဦးနယ်တော်မွေးတို့ကမွေးဖွားခဲ့ပြီး လာငါဘုတ်ဖန်းချိန်မွေးဖွားခဲ့တဲ့အတွက်ငယ်နံမဲကိုမောင်ပုတ်လို့ပေးခဲ့ပေမယ့်ဆရာရင်ကဘုတ်လို့ပြောင်းပေးခဲ့တာပါဒါလို့နဲ့ဆရာတော်ဟာပါဠိစာပေတွေကိုအထူးကျွမ်းကျင်တဲ့အတွက်ဘုတ်ဆုံးဆရာတော်လို့သမိုင်းတွင်ခဲ့ပါတယ်ဆရာတော်ဟာပညာဉာဏ်ကြီးမားသူပြီးပြီးစံစာတွေပြုစုတဲ့နေရာမှာလေပျော်မွေ့ပြီးတော့စကားနေတဲ့သူပါအရေးပြောမရှိဘဲနဲ့ခက်ပြက်ပြက်ပြောတတ်တဲ့အတွက်ဘယင်ကိုယ်တိုင်တောင်မှသူနဲ့စကားပြောရမှာရေကိုကြောင်ယုံခဲ့တယ်လို့ဆိုပါရယ် သူကင်ဆွဲတဲ့အယူအဆတော့ဘသူကဲ့ရဲ့ကဲ့ရဲ့ဖျားမကဲ့ရဲ့အောင်နေဆိုတဲ့စကားပါပဲတခါကဘာကြီးတော်မင်းရဲ့မိဖုရဲ့ကောင်းကြီးနမ်မတော်မင်းတို့ကစာလွန်တက်တဲ့ဆရာတော်ကိုသူ့ရဲ့မဟာအောင်မြေဘုံဆောင်အုပ်ချောင်းတော်ကြီးကိုကျောင်းနိုင်ပေးဖို့အတွက်ပင်လျှောက်ခဲ့ပါတယ်အစာပိုင်းမှာဆရာတော်ကကိုညာမင်းဆရာလှုပ်ရတာစာကြည့်ပြတဲ့ကိစ္စလေးများတယ်မလုပ်လို့ဒလုံညင်းခဲ့ပေမဲ့နောက်မှဆရာရင်ဖြစ်သူဥပိုးရဲ့တပည့်တွေမပြည့်စည်အောင်ဆိုပြီးလက်ခံခဲ့တာဖြစ်ပါတယ် ဒီလိုနဲ့သာသနာပိုင်ဆရာတော်ကြီးတွေကဥပုပ်ကိုပေရကတော်တွေကအခက်ခဲဆုံးပြဿနာတွေကို၅ရက်ကြာမေးမြန်းတဲ့အခါမှာဆရာတော်ကဒုရုဒါတော်နဲ့ဖြေဆိုနိုင်ခဲ့လို့အမတ်တွေကခြေကျခဲ့ကြပါတယ်။ဒါဟာဆရာတော်ရဲ့ပညာကိုအလုံးကတညီတညွတ်ထက်လက်ခံခဲ့တဲ့ဆိုတဲ့သက်သေပါပဲလေ။ဆရာတော်ရဲ့ရင်းရင်းမှုတွေနဲ့တိကျပြတ်သားမှုတွေကနန်းတွင်ကိစ္စတွေမှာပါထင်ရှားပါရယ်။နမ်မတော်မေနုကိုတီလာပေးတဲ့အခါဘယင်နဲ့မိပြားဟာထီကျဲငါးပါးမညီဘဲနဲ့ဂရီပါခေါင်းခံထားလို့တီလာမပေးဘဲနဲ့နေခဲ့ပါရယ်။ နောက်ဆုံးမှာမိဖုရားကိုရိုင်းအကဲပါစွာနဲ့ခေါင်းအုပ်ကိုဖယ်လိုက်မှသာတီလာပေးခဲ့တာပါ။ဒါအပြင်မေနုကကျောင်းဆောက်အလူတန်းတွေလုတဲ့အကြောင်းရှောက်ထဲတဲ့အခါဆရာတော်ကရေတပလားကိုတွန်ပြခိုင်းပြီးတွန်ပလိုက်တဲ့ရေဟာလှူပြီးတော့ကုန်သွားတဲ့ပစ္စည်းနဲ့ကြိုတဲ့ဖလားမှာကက်ကြံနေခဲ့တဲ့ရေဟာမှအကျိုးရတယ်လို့မိန်ခဲ့တာပါ။ဒါဟာလူတန်းတဲ့ပစ္စည်းထက်လှူတဲ့စိတ်စေတနာကပိုပြီးတော့အရေးကြီးကြောင်းသင်ခန်းစာပေးခဲ့တာပဲဖြစ်ပါရဲ့။ အဲလိုပါပဲတိုင်းယာရီမင်းသားနဲ့မင်းနူတို့ကြာပထမကျော်အမှုမာတော်မှဆရာတော်ကဗလိုက်မှုမရှိဘဲနဲ့ဝင်းနီးတော်နဲ့အညီတိကျစွာနဲ့ဆုံးဖြတ်ပေးခဲ့ပါရီဆရာတော်ဟာဘဝနေကုန်းဤကဲ့ချိန်မာတော်မှကျန်းတဆောင်မပီးသေးတဲ့အတွက် ကုနီထိုင်နေရင်ကနေကုနီနေရမှာမိသွေးနဲ့စာရေးပြီးခေါတက်ကပါနေတော်ဤတရားကျန်းကြီးကိုပြင်းမြအောင်လို့ပြုစုခဲ့ပါရီဒလောစာပေအတွက်အသက်ကိုယ်တော်ဂယုမဆိုင်ခဲ့တဲ့ဆရာတော်ရဲ့ဇွဲကတကယ့်ကိုအံ့ဩစရာပါပဲ ဆရာတော်ဟာတတ်တော်55နှစ်အတွင်းကျမ်းပေါင်း62ကျမ်းထိပြုစုခဲ့ပြီးအဲ့ဒီကျမ်းတွေထဲမှာဗေဒင်ကျမ်း၊စေကျမ်း၊နတ်ခတ်ကျမ်းစတဲ့လောကီကျမ်းတွေပါပါဝင်တာဟာဆရာတော်ရဲ့ဆွေဆုံပညာတွေကိုဖော်ပြလို့နေပါတယ်မဲတော်ကြီးမိတဲ့ပါသွားတဲ့အခါရှီစုမဲစုတပတ်တထဲဟူတာကုသိုလ်အတွက်လှူဖို့တိုက်တွန်းခဲ့တာကတော့ဆရာတော်ရဲ့ပညာနဲ့သီလဟူတာမကတရားဓမ္မပေါ်ထားတဲ့ခိုင်မာတဲ့ယုံကြည်ချက်တွေကိုပါပြသနေတာပါပဲ။ဆရာတော်ရဲ့အုတ်ဂူကိုဒီကနေ့ထိမန္တလေးမြို့82လမ်းမှာဖူးမြော်ကြီးညိုနိုင်ပါရဲ့ရှင်။ ဒီနေ့အတွက်တော့ဒီလောက်နဲ့နှုတ်ဆက်ခွင့်ပြုပါအသေးသေးတော့ကြောင်းရိုင်းနဲ့ပြန်လာခဲ့ပါမယ် like and share subscribe ခေါင်းလိုက်နေပြီးအားပေးတော့ပါနော်အမြင်နဲ့ချစ်ခင်ပေးလို့ကျေးဇူးများကြီးတင်ပါတယ်ရှင်